အင်အားပြင်းငလင်ကြောင့်နေပြည်တော်ပြင်းမနာမြို့နယ်ရှိငွေလမင်းဖုံးဆိုင်ပြူကြရာမှလာသားရွယ်အမွာကလေးနှစ်ဦးအပါအဝင်ဆိုင်းပိုင်ရှင်မိသားစုဝင်လေးဦးနှင့်ဝန်ထမ်းနှစ်ဦးသေဆုံး။အင်အားပြင်းငလင်ကြောင့်နေပြည်တော်ပြင်းမနာမြို့နယ်ရှိငွေလမင်းဖုံးဆိုင်ပြူကြရာမှလာသားရွယ်အမွာကလေးနှစ်ဦးအပါအဝင်ဆိုင်းပိုင်ရှင်မိသားစုဝင်လေးဦးနှင့်ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ကြောင်းငွေလမင်းဖုံးဆိုင်နှင့်နှီးဆက်သူတဦးဤပြောကြားချက်အရသိရသည် ကျွန်တော်ရဲ့မိတ်ဆွေက28ရက်ငလင်လှုပ်ခတ်ပြီး29ရက်နေ့လေလောက်မှာ dead body တွေကိုထုတ်ယူနိုင်ခဲ့ပါတယ်ထုတ်ယူပြီးတေးစရင်တခါရေယူကတင်ကြိုလိုက်ပါတယ်တေးတာက လာသားရွယ်ကလေး2ယောက်ရယ်ဆိုင်းရှင်လင်မယား2ယောက်ရယ်ဝန်ထမ်း2ယောက်ရယ်ပါตาကြီးလေးကတော့ တက်နေတဲ့အချိန်မို့လို့လွတ်သွားတယ်ဗျသူတို့ဆိုင်ပဲပြိုတယ်ဆိုမသေးလောက်ဘူးဗျဘေးကလက်ဖက်ရည်ဆိုင်ကသူတို့ဆိုင်ပေါ်ကိုယိုင်ပြီးပြိုကြတာဆိုတော့ကြောက်ပြားတွေကာထားတာဆိုတော့လူထိသွားတာပါဟုနင်းကပြောကြသည်နလင်လုံးသည့်အချိန်တွင်ဖုန်းဆိုင်အတွင်း customer တယောက်လည်းရှိပြီးယင်း customer တရင်ကိုတော့မကြားရသေးကြောင်းဘေးလက်ဖက်ရည်ဆိုင်တွင်လည်းတေဆုံးသူများရှိကြောင်းနင်းကဆက်လက်ပြောကြသည် ရင်းဝေလာမင်းဖုံးဆိုင်နှင့်နီးစပ်သူသည်သူ၏လူမှုကွန်ရက်စာမျက်နှာတွင်လည်းအကောင်းဆုံးမိတ်ဆွေအရင်းနှီးဆုံးတငယ်ချင်းမိသားစုရဲ့နာရေးကိုဖြစ်သလိုအကြိုလိုက်ရတဲ့အတွက်မျိုးငယ်စွာဖြင့်ကိုထုံးမိတ်ဆွေတငယ်ချင်းများအားအတိပေးအပ်ပါတဲ့မိသားစု၅ယောက်မှာအကြီးကလေးပဲကကြောင်းသွားနေလို့အသက်ရှင်ကြည့်ရပါတယ်လူဘဝကြီးတဲ့ကို၃လလောက်ပဲရောက်တာရှိသေးတဲ့အမွှာလေး၂ယောက်ရဲ့ကိုထုံးရော သူမိမရောစုံပါသွားပါပြီး ကိုထွန်းဆိုတာအင်မတန်ရှင်ကြီးပြီးစိတ်တဘောထားပြေးွားတဲ့သူတယောက်ပါပေါင်းတင်းဆက်ဆံရေးမှာလေ။အရန်နဲ့နာခံပါတယ်ကိုထွန်းဆိုတဲ့လူကတိတ်ရိုးတဲ့သူပြသူအပိဒံမှာအလိညာတွေငူသားတွေဆိုတာလုံးဝမရှိတဲ့သူပြကျန်ရစ်ခဲ့တဲ့သားကြီးကိုသူတိတ်ချစ်တာပြချစ်လို့တော့မဝသေးဘူးပြခွဲခွာထွက်သွားခဲ့ရပြီးကိုထွန်းတို့မိသားစုတွေဝန်ထမ်းတွေရောငင်းချင်းစွာအနားယူပါတန်လျာခီးဆက်လက်ထွက်ခွာသွားကြပေအောင်တော့ဟုရေးတင်ထားသည် အဆိုပါငွေလာမင်းဖုံးဆိုင်မိသားစုငလင်ကြောင့်တေဆုံးခဲ့မှုအပေါ်ဖုံးဆိုင်ပိုင်ရှင်နှင့်ယင်းသည့်သူများကလည်းယင်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်ဝန်내ကြောင့်အများပြားရေးသားသည်ကိုတွေ့ရသည်